မင်္ဂလာပါရှင်မြင်းမထစ်တောင်မှာ အကြီးအစားကော်မတီတက်တူတူဖော်ခွင့်ရက်ကန့်တတ်မရှိပိတ်ပင်လိုက်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကယန်းဒေတာပရာဒေါန်ဆွေမျိုးစုပိုင်းမြင်းမထစ်တောင်မှာ အကြီးအစားဆက်ရန်တရားများတက်တူတူဖော်ခွင့်ကိုရက်ကန့်တတ်မရှိ ပိတ်ပင်လိုက်ကြောင်းပရာဒေါန်ဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စုက KVV ကိုပြောကြားပါတယ် ကယန်ဒေတာမှာရှိတဲ့ပရာဒန်းဆွေမျိုးစုပိုင်တဲ့ဒေတာများမှာ အတေစာလက်လုံးလက်စာတတူတူဖော်မှုမျိုးကိုတာ လက်ခံမှာဖြစ်ပြီးတော့အကြီးစားဆက်ရန်တရားတတူတူဖော်မှုများကို ပိတ်ပင်လိုက်တယ်လို့ပရာဒန်းဆွေမျိုးစုအစီအဝေးမှာဒေတာခံပြတူလူထုများကတဘောထားချမှတ်ခဲ့ကြပါတယ်။အဆိုပါအစီအဝေးကိုစွန်လ16ရက်နေ့မှာကယန်ဒေတာတစ်ကြိတ်တေးရွာမှာပြုလုပ်ခဲ့ပြီးတော့ပရာဒန်းဆွေမျိုးစုကော်မတီ ဆွေမျိုးစုလူငယ်ကော်မတီနဲ့ကြေးရွာအုပ်ချုပ်ရေးကော်မတီများက ကိုယ်စားလှယ်60ကျော်တည်ရောက်ခဲ့တယ်လို့ပရာဒေါင်းဆွေမျိုးစုကော်မတီကထုတ်ပြန်ထားပါတယ်။ဖဲခုံမြို့နယ်တစ်ကြိတ်ကြေးရွာမှာရှိတဲ့မြေမတိတောင်မှာကရမ်းပြည်သူပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ပိုင်တဲ့၄ပွင့်ကျဲကော်မတီကဒေတာခန့်များစန္ဒမပါပဲတရုတ်နိုင်ငံကော်မတီနဲ့ငားနဲ့စာချုပ်ချုပ်ဆိုပြီးတော့ အကြီးစားတတူတူးဖော်မဲ့ကိစ္စကိုဒေတာခန်ပရာဒေါင်းဆွေမျိုးစုကပြင်းထန်စွာကန်ကွယ်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။အဲ့ဒီလိုဆန္ဒဖော်ထုတ်စင်မှာပဲပြီးခဲ့တဲ့မေလ16ရက်နေ့မှာပရာဒေါင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးဒူဥက္ကဋ္ဌဥပမောင် လူငယ်အတွင်းရေးမှူးခွန်ခိုင်မင်းနိုင်နဲ့နေရကဦးအာတူတို့ကိုကယန်းပြည်သူပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ကိုယ်တိုင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဒီနောမေလ20ရက်နေ့မှာကရင်အရက်ဖက်အဖွဲ့အစည်းများပြည်တူလူထုများရဲ့တောင်းဆိုချက်အရာသူတို့လေးဦးကိုကရင်ပြည်တည်ဌာနချုပ်ကနေပြန်လို့ပေးခဲ့ပါတယ်။ပရာဒောင်းဆွေမျိုးစုကကယန်းလူမျိုးကယန်းကဲတော်မျိုးနွယ်စုဝေးဆွေမျိုးစုတစုဖြစ်ပြီးတော့တေကျေလီဒူးခေါခေါန်တလိုရွာတန်းရှိဇီဖြူတောင်ဖုံဆိုငက်ကြီးတောင် စခန်းကြီးရွာတေစခန်းကြီးရွာဟောင်းတို့မှာနေထိုင်ခဲ့ကြပါတယ်ရှင်။